မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်ပလဲမပစ်ခတ်ခံရတဲ့ဂျာဖိုင်တာမှာလီရင်မှုတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့ရဲ့ပြစ်ချခံလာရတဲ့ဂျာဖိုင်တာမှာလီရင်မှုတည်ဆုံသွားကြောင်းပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘဝခေါင်းဆောင်ကိုစောထက်ကပြောပါရင်အဆိုပါလီရင်ကကန်တောင်ရဲစကန်တိုင်းပွဲကိုလေကြောင်းပစ်ကူလာရောက်ခြင်းဖြစ်ပြီးပလဲမြို့နယ်ကျင်းရွာတွင်ပါရှိပုံကြီးဂျောင်းဝင်တွင်ပြက်ကြမီးလောင်သွားကြောင်းသိရပါရင်ဇွန်လ10ရက်နေ့နဲ့12မိနစ်30ဝန်းကျင်မှာတော်လိုင်းတပ်ဖွဲ့တွေက0.5 နက်နဲ့ပြစ်ချခဲ့ခြင်းဖြစ်ကြောင်းကုစောထက်ကပြောပါရယ်လင်းရင်ပြစ်ချတဲ့နေရာမှာပောက်ကွဲပြီးထွန်လာတဲ့ပိုင်းလော်ဆောင်အုတ်တုတ်တလုံးတွင်နေဦးကောင်းခွန်တကူတွေ့တယ်တေးကြတာကတော့ပိုင်းလော်လည်းတယောက်မှမရှင်ဘူးလို့၎င်းကပြောပါရယ်လင်းရင်ပြစ်ချမီးလောင်တဲ့နေရာမှာပောက်ကွဲပြီးထွန်လာတဲ့ပစ္စည်းများနဲ့ခန္ဓာကိုယ်အစိပ်ပိုင်းများရာလင်းရင်မှုများတည်ဆောင်းရတယ်လို့ယူဆရပြီးလင်းရင်ပြစ်ချတဲ့ကျေးရွာနာမည်ကိုလုံခြုံရေးရာထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်းကုစောထက်ကဆိုပါရယ်တဒံဦးကတက်လာတဲ့တုံးစင်းမြောက်ဂျက်ဖိုင်တာကိုပီယန်လင်းကပြစ်ချလိုက်နိုင်တာခံမန်းစင်က12မိနစ်20လောက်ဖြစ်မယ် ယ်ဖြစ်တဲ့နေရာကကန်တောင်းစကန်သိန်းတိုက်ပွဲပြင်းထန်နေတာရှင်းရလောက်ရှိပြီးစကန်ကတော့မရသေးဘူးစကန်ကိုဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီဆိုတော့မကြခင်ရတော့မယ်လို့ခံမှန်းထားပါတယ် လက်ရှိနဲ့တိုင်ပွဲပြင်းထန်နေစေပါမယ်ဒီတမနယ်လုံးလေးချောင်းကနေလာကျင်းနေတာလို့မြေပြင်ရှိပြင်းရလေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်ပြတ်ကျသွားတဲ့လေရင်ကအချိန်ဟုန်ပြင်းပြင်းနဲ့မီးလောင်ကျွမ်းတွေကပောက်ကွဲမှုတွေလည်းရှိနေကြောင်းနောက်ထပ်လေချောင်းရရှိနိုင်တဲ့အတွက်အခင်းဖြစ်ပွားရနေရမှာခိတဆောက်ခွာပင်ရကြောင်းပလဲမြို့နယ်ပါအဖဖွဲ့တာဝန်ရှိသူကဆိုပါတယ်ပလဲမြို့နယ်ကန်တောင်ရေစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော်ပြင်းရလေးဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကအခုလအစောပိုင်းကလေးကစတင်တိုက်ခိုက်ခဲ့ရာဒီကနေ့ချိန်ထိတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့တွေကလည်းနေချောင်းဖြစ်ကုန်များအသ ုံးပြုခုခံနေတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တိုင်ပွဲပြင်းထန်နေတော့လဲကျောင်းဖြူအထူးစီဝိုင်းစုံစီမံကိန်းဆက်လုပ်ဖို့စစ်ကောင်စီပြင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကျောင်းဖြူမြို့နယ်အတွင်းအရကတက်တော်ရေးနဲ့စစ်ကောင်စီတပ်တို့ကြားတိုင်ပွဲများပြင်းထန်နေတော့လဲကျောင်းဖြူအထူးစီဝိုင်းစုံရင်းနှီးစီမံကိန်းအတွက်ဥပဒေနည်းဥပဒေလုံထုံးလုံးနည်းများနဲ့အညီဆက်လက်ဆောင်ရွက်ဖို့စစ်ကောင်စီရဲ့စီဝိုင်းနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးထွန်းအောင်ကပြောပါရယ်။မနေ့ကနေပြီးတော့ရှင်စီဝိုင်းနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနမှပြုလုပ်တဲ့2025-2026ပထမကြိမ်စီဝေးမှာ မြန်မာဒူးစီဝိုင်းစုံဆိုင်ရာဘဟုလုပ်ငန်းဖွင့်ရဒူးကနာဖြစ်သူဦးတွန်းအောင်ကပြောဆိုခဲ့တာပါ။ဒါအပြင်တဝင်းအထူးစီဝိုင်းစုံမှလာရောက်ရင်းနှီးမြှုပ်နှံမဲ့သူတွေကိုလည်းမြန်မာအထူးစီဝိုင်းစုံဥပဒေနည်းဥပဒေများနဲ့အညီဆောင်ရွက်ပေးဖို့တိလဝါအထူးစီဝိုင်းစုံမှဆိုလ်ဒါစနစ်နဲ့မြန်ဆက်တဟာပုံမထောက်လောက်တောင်းဆွဲဖို့နဲ့အကြောင်းပြုနဲ့တဝဲအထူးစီဝိုင်းစုံတွေကိုအောင်မြင်စွာအကောင့်ထင်ပေါ်နိုင်သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်းဆောင်ရွက်ဖို့၎င်းကပြောဆိုပါတယ်။ လက်ရှိကြောက်ဖြူမျိုးနယ်မှာအာရခတက်တော်အေးနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲများပုံမပြင်းထန်နေတာကြောင့်တရုတ်စီမံကိန်းများရှိဝန်တန်းတချို့မှာတင်းရှောင်မှုတွေရှိနေကြောင်းရခိုင်အခြေဆိုင်သတင်းတွေမှာဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဖားကန်ရောင်စစ်ကောင်စီစစ်ကြောင်းကို KIA KPDF ပူးပေါင်းတိုက်ခိုက်ပြီးစစ်ကောင်စီတပ်အထိနာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်တွင်စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်ကွန်မတီကစွန်လ9ရက်မနက်ပိုင်းမှာ KIA KPDF ပူးပေါင်းတပ်တွင်ကတိုက်ခိုက်ပြီးဆက်ရှိဥတမနဲ့တင်ဆောင်ပြီးစစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်းသိရပါရယ်။ မင်းငါမနက်စင်နိုင်ကမှာဖားကံမျိုးနဲ့လုံခင်းတိုင်နဲ့မစွန်ရံကထံမော်သွားလန်းနဲ့ကရီမော်နီးမှာကရရင် KPD ရဲ့ပူပေါင်းတက်ကတိုက်ခိုက်ခဲ့တာပါကထံမော်နာထိတ်တိုက်တွေ့တဲ့တပ်ပွဲမှာ၁၀ဦးတည်တဲ့စနိုက်ပါနဲ့ကနှစ်ဦးစိန်ကြောင်းနဲ့ပြစ်တာမှာ၃ဦးသူတို့စစ်ကြောင်းရှိမတို့ပဲပြန်ပြေးတယ်လို့ကရရင် KPD ရဲ့တို့နဲ့နီးစပ်သူကပြောပါတယ်ကရီမော်ရှီကန်နီးတိုက်ပွဲမှာတော့ စစ်ကောင်စီစစ်ကြောင်းကိုဒရုန်းနဲ့တိုက်ခတ်ရာအုံတင်ဆောင်ပြီး40မမနဲ့ပြစ်ခတ်မှုလည်းတင်ဆောင်တဲ့သူတွေရှိရဲလို့ပြောပါရယ်စစ်ကြောင်းမှာက80လောက်ပါတာမင်းကပြစ်ခတ်ခံရပြီးအလောင်းတွေပြန်ဆွဲသွားတယ်မော်စီစာဖျားကုံပတ်ပြန်ဆုတ်သွားပြီးဒီကနေ့မနေ့ပြန်ထွက်လာပြီလို့ KPD ရဲ့သတင်းရင်းမြစ်တွေကဆိုပါရယ်ဒီကနေ့ထွက်ခွာလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းမှာအင်အား60ခန့်ပါဝင်ပြီးမော်စီစာဖျားကုံမှာဈေးတအောင်တာယာတောင်ယာကောမလောင်ရွာဘက်ကိုစစ်ကြောင်းထိုးနိုင်ပြီးဒေသခံများသတိပြုကြဖို့ KPD ရဲ့သတင်းရင်းမြစ်တွေကအသိပေးပါရယ်ဒီကနေ့မနေ့စင်တိုင်းကမှာအောင်တာယာ ရာကွက်တိပတ်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးလက်နက်ကြီးလက်နက်ငယ်တံများကြားနေရကြောင်းဒေသခံတွေကပြောပါတယ်။မင်းကမင်းကလည်းမော်စီစာကြီးမှရှိလက်ဖက်ဆိုင်တိုင်ဆိုင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှုတ်ပြတ်ခတ်ခံရပြီးတည်ဆောင်းခဲ့ပါတယ်။ ဒါကြောင့်မင်းကတနေ့တည်းမှာပဲဖားကန်ဒေတာမှာစစ်ကောင်စီဘက်မှတည်ဆောင်းသူ20ထက်မနည်းရှိခဲ့ပါတယ်။ဖားကန်ဒေတာရင်းနောက်ဆုံးအချိန်လေးကိုကချင်လွတ်လပ်ရေးတပ်မတော် KYA ပြန်ကြိုင်းတောင်ဝင်ကန်းဘုံမူကြီးနော်ဘူးထံကိုဆက်သွယ်မိမြန်နေစေဖြစ်ပါတယ်။ကာမိုင်းလုံခင်ဖားကန်လန်တိုင်း AB 23ရက်ကဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်မှာလုံခင်ရန်ချက်ဆန်ယုံကိုရောက်ရှိလာပြီးနောက်မေလ28ရက်ကစပြီးလုံခင်ပဝင်ချင်းမှာစစ်ကြောင်းဒုစင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။၎င်းတို့အားတိုက်ခိုက်နေပါကနေအိမ်များကိုမိရှုံမှလိုချင်းချောက်ပြီးဖားကန်ကိုဝင်ရောက်လာခဲ့ကြတာဖြစ်ပါ Money. မေလ29ရက်နေ့လယ်ပိုင်းမှာဖားကန်ကိုရောက်ရှိလာတဲ့ကြောင်စိမ်းမော်ဝင်းကျင်မှာစစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပါတယ်။ KIA နဲ့ KPDF တပ်ဆွဲထားတဲ့နေရာတွေကိုလည်းဖိရှားဖို့ဖိအားပေးပြီးကြောင်စိမ်းလောက်ွက်အချို့ကိုလည်းမိရှုပ်ဖြတ်စင်းခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ကဇွန်လ9ရက်ကလည်းတိုက်ခိုက်ခဲ့ပါတယ်။ဖားကန်ကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက်ဒေသခံအချို့တင်းရှောင်သွားကြပြီးအများစုကဖားကန်မှာနေထိုင်နေကြဆဲဖြစ်ပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေကအရက်သားများနေထိုင်ရာနေရာများနဲ့ဘုံကြီးကျောင်းများမှာတပ်ဆွဲထားပြီး၎င်းတို့လုံရက်ကိုဒေ သခံတွေကဝေဖန်နေကြပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကအရက်သားများနေထိုင်ရာနေရာတွေကိုလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။စွန်လာတရမရှင်ရက်တွင်စစ်ကောင်စီတပ်ကဖားခန့်ဒေသများပြည်သူများနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိမီးရှို့မှု17ကြိမ်ရှိခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူ၁၂ဦးသေဆုံးခဲ့ရတယ်လို့ကချင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိဒေသမှာစီရေးအခြေအနေအရက်သားပြည်သူများအနေနဲ့ည9:00နာရီမှမနက်6:00နာရီတွင်ပြင်ပကိုမထွက်ဖို့စစ်ကောင်စီစစ်ကြောင်းများအနေနဲ့ကိုတတိပြုကြဖို့ KIA GPDF ပူးပေါင်းတပ်တွေကတတိပြု ပေးထားပါတယ်။ ။နောက်ထပ်တပုံအနေနဲ့ဟန်ပြအပြင်းရဲ့ကြီးညာထားတဲ့စစ်ကောင်စီတပ်နောက်ချုံမှဒုစစ်စင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲများဖြစ်ပွားနေရလို့ TNL ကထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုံမြို့နယ်ရှိတောင်တပ်မတော် TNL တရှိရာကိုစံပတ်စစ်ကောင်စီတပ်ဒုစစ်စင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNL ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဇုံလန့်ကိုရဲမနေ့ကမနက်ပိုင်းမှာစံပတ်စစ်ကောင်စီတပ်ဒုစစ်စင်လာတာကြောင့်ပိန်းနန်ကုန်းနဲ့ကံကြီးချင်းရွာကြောင့် TNL နဲ့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ကလက်နက်ကြီး29လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဆို ပါတယ်။ပြီးခဲ့တဲ့ဇွန်လရှိရက်ကလည်းနောင်ချုံမြို့နယ်ရှိရှောက်ချံချင်းရွာကန့်ချင်းချင်းရွာနဲ့လက်ပံကုန်းချင်းရွာတို့မှာစစ်ကောင်စီတပ်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တရားနာလင်ကဆိုပါတယ်။တိုက်ပွဲအတွင်းအပြည့်ရဲ့ကြေညာထားတဲ့စစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံ12လုံးလက်နက်ကြီး16လုံးဖြစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ9ရက်ကလည်းတောင်တက်မတော်တရားနာလင်တရှိရာကန့်ချင်းချင်းရွာညောင်တော်နဲ့နောင်ချုံချင်းရွာတို့ဘက်မှစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ၄ရက်ကလည်းစစ်ကောင်စီတပ်ကနောင်ချုံမြို့ တွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသား၂ယောက်နဲ့အမျိုးသမီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးနဲ့ပုံကြီးကြောင်တကြောင်ပုံစထိမှန်ပြက်စင်းခဲ့ပါသေးတယ်။ဇွန်လကုန်ဒီဟန်ပြပြည့်ရဲ့ကြီးညာထားတဲ့စစ်ကောင်စီတပ်ကတောင်ချူမြို့နယ်အတွင်းထိုးစစ်ဆင်ခြင်းစစ်ရင်အဖြစ်တင်ခြင်း drone နဲ့ပုံကြီးခြင်းလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းတွေလှောက်ဆောင်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ်ရှိကြည်မြို့နယ်မြောက်စမ်းရွာနီးရှိအချမ်းပတ်စစ်ကောင်စီရဲ့အမတ344တရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးထွက်ပြေးပြီးစစ်ကောင်စီဘက်ကအသေးအံလိုက်လံရှာဖွေနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းရှိကြည်မြို့နယ်ခွာငတိုင်းချောင်းလမ်းမပေါ်ရှိမြောက်စမ်းကျင်းရွာနီးမှာခြေဆိုင်ထားတဲ့စစ်ကောင်စီရဲ့အမတ်344အမြောက်တရင်ကနေစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးဇွန်လ18ရက်မနက်ပိုင်းကထွက်ပြေးသွားကြောင်းသိရပါရယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးထွက်ပြေးသွားပြီးရဲ့နောက်စစ်ကောင်စီဘက်ကငတိုင်းချောင်းမြို့ပေါ်ရပ်ကွက်တိုင်းမှာလိုက်လံရှာဖွေနေပြီးမြို့ဝင်ထွက်နေ ရာတွေအားလုံးမှာစစ်စေးရေးတွေခိမ့်ချကတင်းကျပ်နေရလို့ငတိုင်းချောင်းမြို့ဒေသခံတွေကဆိုပါတယ်။အာမတ်တာ344တန်ရင်ကနေကိုကငတိုင်းချောင်းပသိမ်မုံရွာလမ်းဆောင်ရင်းနှပါခိမ့်ဘက်ကိုကင်းလက်တောင်ဝင်နေလွတ်လိုက်တာတပ်သား15ရောက်နဲ့တက်ချက်ကြီးတယောက်ပါတယ်။သူတို့16ရောက်ကရင်းနှတာခိမ့်ကိုမရောက်လာပဲပျောက်သွားတာ။မင်းကညာပိုင်းအသေးတန်လိုက်ရှာနေကြတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့ဆွေမျိုးနော်ဆက်သူတွေကပြောပါတယ်။ဈေးထဲမှာလည်းပြောနေကြတဲ့စစ်သားပြောက်လို့ဆိုပြီးလိုက်ရှာနေရလို့ပြောနေတာကြားခဲ့ရတယ်။ငတိုင်းချောင်းမြို့ကန်တောင်ကလည်းဆိုပါတယ်စစ်ကောင်စီရဲ့အမတ်တာ344အမြောက်တ င်ရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြတာမကြာခဏဆိုသလိုရှိနေပါတယ်။အရခတက်တော်အီပူပေါင်းတော်လိုင်းတက်တဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြောင့်လေးမျက်နှာမျိုးနေနဲ့ရှေကြီးမျိုးနယ်တို့မှာတိုင်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီရဲ့အာမကျ344ကိုတော်လိုင်းဘက်ကထိုးစစ်ဆင်နေရလဲဖြစ်ပါတယ်။ဒါအပြင်လေးမျက်နှာမျိုးနေနဲ့ရှေကြီးမျိုးနယ်အစက်ကဆက်ဆက်ယူချင်းရွာနီစွန်လာ၃ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးဓမ္မပါလာနဂရစ်တောင်တိုက်ပွဲမှာစစ်ကောင်စီတိုင်ရင်မှုတအုပ်နဲ့တင်းဆောင်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။